စာပလင်းနှင်းမောင်နှင့်ဗိုက်စကုတ်မင်းသမီးတက်ပုံမင်းသိမ့်ခကျွန်ုပ်နှင့်ကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းနှင်းမောင်တို့သည် နှစ်ပေါင်းများစွာ အတူတကွနေထိုင်ကြပြီးနောက်ကျွန်ုပ်အားရာဇဝတ်ဝန်ထောင်အဖြစ်နှင့်အင်းစိန် CID တို့၎င်းကိုနှင်းမောင်အားမူလရာထူးဖြစ်သော လူဆိုးထင်းစာပလင်းနှင်းမောင်အဖြစ်နှင့်ပင်တာမွေကတ်တို့၎င်းအသေးသေးပြောင်းရွှေ့စေခဲ့၏ထိုခေတ်ကလူများသည် police ဟူသောအင်္ဂလိပ်စကားအား လင်းဟူ၍၎င်းဒပြူတီကိုဒပြူတီဟူ၍၎င်းဆေမွန်ကိုတန်မှန်စာဟူ၍၎င်းလီးဆက်သောမြမအတန်ထွက်များဖြင့်ခေါ်ပေါ်လေးရှိရာ လူစိုးထိန်ဟူအထိပ်ပေရသောအင်္ဂလိပ်စကား surveillance အားစာပလင်းဟူခန့်လွယ်လွယ်ခေါ်ပေါ်လေးရှိသဖြင့်အမှုလိုက်ခြင်းစုံတောက်ခြင်းအလုံး၌လွန်စွာအစွမ်းထလာသောကျွန်ုပ်၏မိတ်ဆွေ လူစိုးထိန်ကိုနှင်းမောင်မှာ ထိုခေတ်ကပလိတ်အဖွဲ၌၎င်း ဒုစရိုက်သမားများလောက၌၎င်းစာပလင်းနှင်းမှဟူ၍ကြော်ကြားလီတော်၏တနေ့တနိုင်စာပလင်းနှင်းမှသည်အလုတ်ပေါ်ပါအားလက်သည်ဖြစ်၍ကျွန်ုပ်ထံသို့အလဲအပတ်ရောက်ရှိလာပြီးလျှင်ရှင်အောင်နှောင်းပြများကို၎င်းတွေ့ကြုံနေရသောရာဇဝတ်မှုကင်းများအကြောင်းကို၎င်းပြောဆိုလျက်ရှိ၏။ကိုနှင်းမောင်ဤဘ ഹു တူတာပြေဆောင်ခြင်းစကားပြောကောင်းခြင်းစသည်တို့ကြောင့်ကျွန်ုပ်သည်ထိုနှင့်အဖို့ရေးသားရန်ရှိသော criminal return ကိုရာဇဝတ်မှုပြန်တန်းရေးသားရန်ကိုပင်တတိယမိခြင်းမရှိတော့ပါကျွန်ုပ်သည်ပင်ကိုအဖြစ်ခတ်ထုံထုံခန့်ညံ့ညံ့ဖြစ်တော်လေကိုနှင်းမောင်နှင့်နှစ်ပေါင်းများစွာပူးတွဲ၍အလုံးလုံးခဲ့ရသဖြင့်ကိုနှင်းမောင်၏ဤစနစ်များစဉ်စားတွေးခေါ်ပုံများကိုအတော်အတန်မျှရရှိခဲ့သည်ဖြစ်ရာကိုနှင်းမောင်၏အရေးအသွေးအားမမှီသည့်တိုင်အောင်အတော်အတန်ထက်မြက်သော ပလိတ်အရာရှိတအူးဖြစ်၍လာတော့၏ ဥပမာအားဖြင့်ဆိုရလျှင်တန်လိုက်ကြောက်ဖြင့်ချိန်ပန်များစွာပုတ်တိုက်ခြင်းခံရသောတန်သည်နောက်ဆုံး၌တန်လိုက်အဖြစ်သို့ပြောင်းလဲသွားတတ်ကြသူဖြစ်၏။ကျွန်ုပ်နှင့်ကိုနှင်းမောင်တို့သည် အထက်ကဆိုခဲ့သည့်အတိုင်းအင်းစိန်ဆုံတော့ဌာနရှိကျွန်ုပ်၏ရုံးခန်းအတွင်း၌စကားပြောနေကြစဉ်မျက်နှာဖြူရာစဝတ်ဝန်မစ္စတာစတီဝတ်ကဖျားလန်းဘူတာအနည်း၌လူသေးလောင်းတစ်ခုတွေ့ရကြောင်းယထာတိုက်၍တည်ဆုံခြင်းလည်းဖြစ်နိုင်ကြောင်း CRD အနေနဲ့တွားရောက်လေးလာပြီးနေရိုးရိုးရထားတိုက်၍တည်ဆုံခြင်းဖြစ်သည့်ဆိုပါကလည်းအလောင်းကိုအမြန်ဆုံးရင်ခွဲရုံသို့ပို့နိုင်ရန်အတွက် စစ်ဆေးပြီးကြောင်းလက်မှတ်ရေးထိုးပေးရန်ထို့သူအမြန်ဆုံးမလုပ်ပါက လူသေးအလောင်းအားလာရောက်ကြည့်ရှုနေကြသူများတထောင်မကများပြားလာမည်ဖြစ်ရာနောက်ထပ်ရထားတိုက်မှုတစ်ခုထပ်မံဖြစ်ပွားနိုင်ပွဲရှိကြောင်းကို စကားသုံးလုံးနှင့်ဆဲဆိုသောစကားတစ်လုံးကြာနှုံးဖြင့် ကျွန်ုပ်အားတယ်လီဖုန်းမှနေ၍အမိန်ပေးလေ၏တနည်းဆိုရပါမူဆေးဆူကျိမ်းမောင်းလေ၏ထို့ကြောင့်ကျွန်ုပ်လည်းစာမလင်းနှင်းမောင်ကိုခေါ်၍ဖျားလန်းဘူတာယုံတို့ အလောင်းအားစစ်စေးကြည့်ရှုရန်ထွက်၍လာခဲ့လေတော့၏ဖျားလန်းဘူတာအနီးဂုံတရာကြီးအောင်၌လူ၃၄ခန့်သည် အလောင်းအားစုပြုံ၍ကြည်နေကြလေ၏၎င်းလူများအားဂိုရာပလိန်၂ယောက်နှင့်နှင်ခိုင်းပြီးလျှင်ကျွန်ုပ်နှင့်စာပလင်းနှင်းမောင်သည် ဖယားလန်းဘူတာယုံပိုင်းလမ်းမတော်ကမ်းမတိုက်ပိုင်း IP ပလေးအရာရှိနှင့်အတူ အလောင်းကိုစစ်ဆေးကြည့်ရှုလေ၏မနေ့ညက20 round လို့ခေါ်တဲ့အင်းစိန်လော့ကေရထားဟာည9:00နာရီမှာဒီဘူတာကိုဝင်ပါတယ်အဲ့ဒီဘူတာရဲ့ကပ်ဘူကလူတယောက်ရထားအတိုက်ခံရတယ်ထင်တယ်ဘုံကနေမြည်တဲ့အတန်ကြီးကိုတရားနာမှကြားခဲ့ရတယ်လို့ကျွန်တော်ကပြောပါတယ်ဟုဖျားလန်းဘူတာယုံပိုင်းကကျွန်ုပ်အားအထပ်ပါအတိုင်းပြောပြခဲ့လေ၏ ကျွန်ုပ်ကလည်းတိလိုသည်များကိုထပ်မံ၍မေးရ၏ထီတော့ခမားကထွက်ပြီးကြည်ပါသလားရှုံပိုင်ကြီးဟုကျွန်ုပ်ကမေးလိုက်လေ၏မကြည့်ပါဘူးခမားဘူတာယုံအကျဉ်းဖြစ်ပျက်တဲ့ကိစ္စပဲကျွန်တော်နဲ့ဆိုင်ပါတယ်ဘူတာယုံရဲ့အပြင်တန်လန်းပေါ်မှာယထာတိုက်ခံရတာပဲဖြစ်ဖြစ်တခြားဘာကိစ္စပဲဖြစ်ဖြစ်ကျွန်တော်နဲ့မဆိုင်ပါဘူးပြီးတော့အဲ့ဒီအချိန်မှလည်းမိဆွေတို့သိတဲ့အတိုင်းမိုးဟာ တော်တော်တဲတဲမဲမဲကြီးရွာနေလေတော့ဟုရှုံပိုင်ကြီးကပြောရင် သူ့ဤစကားကိုရက်လိုက်လေ။ကောင်းပါပြီလေ။ဟောဒီလမ်းမတော်ကက်က IPG ရဲ့ထင်းမြင့်ချက်ကလေးလေးသိပါရစေဟုကျွန်ုပ်ကမိလိုက်လေ။ကျွန်ုပ်သည်ရုံပိုင်ကြီးနှင့်စကားဖြတ်လိုက်ပြီးနောက် IPG ဘက်သို့လှည့်၍ထင်းမြင့်ချက်တောင်းလိုက်လေ။၎င်း IPG သည်စဉ်းစားစရာမလိုသည့်ကိစ္စအားအပူစဉ်းစားနေရပါမည်လားဟု၍အပြစ်တင်သောမျက်နာနှင့်ကျွန်ုပ်အားလှမ်း၍ကြည့်လိုက်ပြီးနေ။အိုင်စင်ရှင်းနေတဲ့ဟာပဲဗျာ။ ညကမိုးရီတအားရွာနေတယ်။တင်းရဲ့လူဟာယထာလန်ကိုဖျက်ကူးတယ်။မိုးတန်တွေကြောင့်ယထာတန်ကိုသူမကြားရဘူး။ဒီတော့ယထာအတိုက်ခံရတာပေါ့ဗျာဟုလမ်းမတော်ကမှအိုင်ပေကြီးသည်စိတ်မရှိစွာဖြင့်ကျွန်ုပ်အား၎င်း၏ထင်မြင်ချက်ကိုပေးလေ၏။ကျွန်ုပ်လည်းထို့အတိုင်းပင်ဖြစ်သည်ဟုထင်မှတ်မိ၏။ထို့ကြောင့်ယထာတိုင်မှုများသာဖြစ်၍ရိုးရိုးလူသိမှုအဖြစ်သာစီရင်ခံစားတဆောင်ရေး၍အလောင်းအားရေခဲတိုက်သို့ပို့လိုက်ရန်သာရှိတော်၏။ သို့သောကျွန်ုပ်၏ထင်မြင်ချက်များမှာအများအားဖြင့်လွဲချုံတတ်သည်ဖြစ်ရာကျွန်ုပ်နှင့်အတူပါလာသော စာပလင်နှင်းမောင်၏ထင်မြင်ချက်ကိုမေးပြီးကမှပင်အခြားပြုလုပ်ဖွဲ့ရရှိသည်များကိုပြုလုပ်မည်ဟုသဘောရသည့်အလျောက်ကိုနှင်းမောင် ခမည်းအနေနဲ့ကောဘာများပြောချင်သေးသလဲလုံဆန်းမောင်ပြားဟုကျွန်ုပ်ကနှံ့၍မေးလိုက်လေ၏ထို့အခါစာပလင်နှင်းမောင်ကဒီတိုင်းတော့ဘာမှမပြောနိုင်ပါဘူးဦးအောင်သိန်း ဒါပေမဲ့အလောင်းကိုကျွန်တော်တည်တည်ချာချာကြည့်ရှုစစ်ဆေးခွင့်ရမယ်ဆိုရင်ဖြင့်အတိအကျလောက်ကိုပြောနိုင်ပါလိမ့်မယ်ဟုပြန်၍ပြောလိုက်လေ၏ဒီလိုဆိုရင်လဲကိုနှစ်မောင်ကြည့်လေဗျာအလောင်းကိုစိတ်တိုင်းကျလေ့လာပါကျုပ်ခွင့်ပေးပါတယ်ဟုကျွန်ုပ်ကပြောလိုက်လေ၏ဤသို့ကျွန်ုပ်ကအလောင်းကိုစစ်ဆေးခွင့်ပေးလိုက်လျှင်စာပလင်းနှစ်မောင်သည် လူသေးအလောင်းကြီးအားတေချာစွာလေ့လာလေတော့၏ရွှေရှာဘွေအားကောင်းသောလူသေးအလောင်းကြီး၏ပါဇက်ကိုလည်းနမ်း၍ကြည့်၏ ရှင်ဘက်ကိုလည်းငုံရွေကြည့်၏။တန်ရာများကိုလည်းတိုင်းထွာကြည့်၏။ဂုံတတာကြီးကိုလည်းမော့ရွေကြည့်၏။ပြီးနေတေသူဤကဝင်းကြီးအတွင်မှပစ္စည်းများကိုနှိုက်၍ယူလီ၏။စာပလင်းနှင်းမောင်ထို့သို့ပြုလုပ်နေသည်ကိုကြည့်ပြီးလျှင်လမ်းမတော်ကတ်တဲမှအိုင်ပီကြည့်သည်။တယောသောလေတန်းဖြင့်ဟောဒီအလောင်းကြီးသာပြန်ပြီးစကားပြောနိုင်ခဲ့ရင်ယထာတိုက်လို့တေးရရဒီလောက်မနာဘူး။ တည်ပြီးမှစားပလင်းရဲ့စစ်စေးခံရတာက ပုံပြီးအခံရခက်လာတယ်ဗျာဟုပြောမှ အမှန်ပဲဟု IPG ကပြောလေ၏၎င်း IPG ၏ပြက်လုံးအားကျွန်ုပ်တို့အားလုံးကဝိုင်း၍ရှင်းမောကြတော်လေကိုနှင်းမောင်သည်လုံးဝမကြားတကယ်သို့၎င်း၏အလုံအားဆက်လက်၍လုံကိုင်းနေလေ၏ထို့နောက်ရုံပိုင်ကြီးဘက်သို့လှဲ့ကာရုံပိုင်ကြီးခမညကအင်းစိန်လော့ကဲရထားကိုကြည့်ကြပါ၏ဟုစားပလင်းနှင်းမောင်ကရုံပိုင်ကြီးအားပြောလိုက်လေ၏ ရထားတွေကတည့်ရမောင်းတည့်ရနာလှုပ်ပါတယ်ဒီတော့တွဲပြင်ယုံထဲမှာရှိမှာပါကုန်းချံဘူဒနာကတွဲပြင်ယုံမီးပြီးတွားကြည့်နိုင်ပါတယ်ဟုယုံပိုင်ကြီးကစိတ်မရှိသောလေးတန်းဖြင့်ပြန်၍ဖြေလေ၏စာပလင်းနှင်မောင်းသည်တေသူဤအိတ်တွင်းမှနှိုက်ယူထားသောပစ္စည်းများကိုကျွန်ုပ်လက်သို့ပေးပြီးလျှင်ခမည်းတော်ဟောဟိုကလက်ဖက်ဆိုင်လေးမှာခဏလေးစောင့်နေပါကျွန်တော်ကုန်းချံဘူဒတွဲပြင်ယုံကိုတွားကြည့်ပြီးအခုပဲပြန်လာပါမယ်ဟုပြောလေ၏ ထို့ကြောင့်ကျွန်ုပ်တို့လည်းစာပလင်းနှင်မောင်ပြောသည့်အတိုင်းဘူတာယုံအနည်းရှိခញ្ញံ့ညံ့ကာကာလဖေးဆိုင်သို့တွားရောက်၍ထိုင်ပြီးလင်လဖေးများမှား၍တောင်းရင်းစောင့်ဆိုင်နေကြရလိမ့်၏ကျွန်ုပ်သည်လဖေးတောင်းရင်းတေသူဤအိတ်တွင်မှ ရှာဖွေယူခဲ့သောပစ္စည်းများကိုစပွဲခုံသို့တင်ထားပြီးနောက်တခုချင်းတိတိချာချာထပ်မံ၍ကြည့်ရှုမိပြန်၏၎င်းပစ္စည်းများကိုစစ်စစ်ကြည့်ရှုရာအောက်ပါအတိုင်းတွေ့ရှိရလိမ့်၏ ချမ်းသာပါစေဆိုသောမြင်းတစ်စာအုပ်တအုပ်၎င်းစာအုပ်၏နောက်ကျောဘက်၌တစ်စင်ရှစ်တစ်စင်ဆက်နှင်းဆိုသည့်စာများရေးချစ်ထား၏စာအုပ်ထဲတွင်နောက်ဆင်းဆိုသည့်မြင်းအားလိုင်းတာထားသည်ကို တွေ့ရ၏နောက်တစ်ခုမှာစတားယုံ အထက်တန်းလက်မှတ်ဖြတ်ပိုင်းနှစ်ဆောင်ဖြစ်၏မွေ28ချက်နှင့်အကြွေအနှင်းငယ်လေးပါ၏စာတို့တစ်ဆောင်လေးပါ၏စာတွင်ထင်ကတော့ရော့ပဒံများရော့နဂါးပဲဟူ၍ရေးထား၏ ကျွန်ုပ်သည်ထိုပစ္စည်းများကိုတုံးကောက်ထံမှနေကြည့်ရှုခဲ့တော်လဲထူးခြားသောတဲလွန်စာကိုမတွေ့ခဲ့ရပါတို့ရရင်မိနစ်20ခန့်အကြာ၌စာမလင်းနှင်းမှောင်ပြန်၍ရောက်လာပြီးနေအလောင်းကိုရေခဲတိုက်ပို့နိုင်ပါပြီဒီအမှုဟာယထာတိုက်မိလို့တည်ရဲ့အမှုမဟုတ်ပါဘူးလူတတ်မှုပါဒါပေမဲ့တရခန့်ကိုဒီညနေလောက်မှမိအောင်ကျွန်တော်ဖမ်းပေးပါမယ်ဟုပြောလိုက်ပြီးရာ ကျွန်ုပ်တို့အားလုံးမျက်လုံးပြူ၍သွားကြလိတော့၏ ထို့နောက်ရုံပိုင်ကြီးနှင့်လမ်းမတော်ကမ်းမှအိုင်ပီတို့ပြန်သွားကြပြီလင်ကိုနင်းမောင်ကရထားလမ်းအတိုင်းအင်းစိန်ဘက်သို့ရှောက်ကြည့်ခြင်းသည်ဟုပြောသက်ဖြင့်ကျွန်ုပ်တို့နှစ်ယောက်သည်လက်ဖေးဆိုင်မှထခဲ့ပြီလင်ရထားလမ်းအတိုင်းရှောက်ခဲ့ကြလိမ့်၏ဟန်တာဝတီဘူတာအလွန်ရောက်လင်ရထားလမ်းပြီး၌ကုန်းမြင်ကလေးများလွန်စွာကန့်လျက်တရှိနေကြပြီလင်၎င်းကုန်းမြင်ကလေးများပေါ်၌အင်္ဂလီများဆောက်၍နေထိုင်ကြသောရက်ွက်ကျဲကျဲကလေးတစ်ခုကိုတွေ့ရ၏ ကိုနှင်းမောင်ကအမောပြေခိတထိုင်အောင်ကြီးဟုဆိုသဖြင့်ဘုဒ္ဓယုံအနည်း၌ခိတမြထိုင်နေကြသည်။ကျွန်ုပ်တို့ထိုင်နေကြစဉ်အင်းစိန်ဘက်မှတက်လာသောယထာတစီသည်ဟန္တာဝတိဘုဒ္ဓ၌စိုက်လေ၏။ယထာစိုက်နှင့်ဇာပလင်းနှင်းမောင်သည်ယထာတွင်အစုံအထည်တွဲတိုင်းကိုတည်တည်ချာချာကြည့်ရင်းလျှောက်သွားလေ၏။ယထာလည်းတအောင်မြအကြတွင်ဟန္တာဝတိဘုရားမှ ထွက်ခွာသွားလေတော့၏ယထာထွက်သွားလင်းစာပလင်းနှင်းမောင်သည် ယထာပိရှိကုန်းပြင်ကလေးပေါ်သို့တက်သွားသဖြင့်စနုံလည်း၎င်း၏နောက်မှလိုက်၍တက်သွားရလေ၏။စာပလင်းနှင်မောင်သည်ထိုကုန်းပြင်ကလေးပေါ်သို့ရောက်လျင်ခိတမြရက်နေ၏။ပြီးလျှင်ယထာလန်အားကက်လျက်ကြောပေးဆောက်ထားသောအိမ်တန်းကလေးစီသို့ရှောက်သွားလေ၏။ထို့နောက်အစွန်ဆုံးအိမ်တအိမ်၏နောက်ဖေးတကားတော်အားလက်ဖက်နှောင့်နှင့်တွန်း၍ချိုးပြီးလျှင်အိမ်တန်းသို့ဝင်ခဲ့လေ၏။၎င်းအိမ်မှာအိမ်ဟုဆိုများတော်လဲ အခန်းကလေးတခန်းမြသာဖြစ်လေ၏အခန်းထဲတွင်ဂရင်တလုံးစပွဲကုံတလုံးကလတ်ထိုင်၅လုံးအပြင်တီးတန့်ကာယံထားသော အခန်းကလေးတခန်းလေးရှိလေ၏လေမီးပိုကလေးတလုံးနှင့်ရှင်တွေကရာဖန်ခွက်များလည်းရှိ၏စာပလင်းနှင့်မောင်သည်စပွဲပေါ်မှဖန်ခွက်တလုံးအားနန်း၍ကြည့်ပြီးနောက်နေရန်တွင်ချိတ်ဆွေးထားသော ရုပ်ရှင်ကြောညာပုံများအားတစ်ခုစီတည်တည်ချာချာရှောက်ကြည့်၏ ထို့သို့ရှောက်၍ကြည်စဉ်မြက်ပတ်ပေးရလျက်ရှိသောအဝိစာလေးတစ်ခုအားတွေ့၍ဖြန့်ကြည့်လိုက်ရာလက်ပြာရုပ်ကလေးပါရှိသည့်မင်းမကိုင်းလက်ကင်ဘဝတစ်ထည်ဖြစ်ကြောင်းတွေ့ရှိရ၏လက်ကင်ဘဝထောင်း၌ KSK ဆိုသည့်အင်္ဂလိပ်စလုံး၃လုံးကိုပန်းချီဖြင့်ထိုးထားသည်ကို တွေ့ရှိရလေ၏စာမလင်းနှင်းမောင်သည်သားကောင်၏အနံ့ကိုရသောကြားကဲ့သို့နှစ်သက်ကျင်းနှံ့သောအမှုအရာနှင့်ကျွန်ုပ်ကိုကြည့်ကားကဲဥအောင်တင်တက္ကစီတစ်စင်းထားပြီးတော့ တရက်ခန့်ပေါ်ပြီးသွားဖန်ရအောင်ကျွန်ုပ်သည် စာပလင်းနှင်းမောင်၏စကားကြောင့်လွန်စွာအံ့အားသင့်၍သွားတော်လဲနောက်ပြောင်ပြောဆိုလေးမရှိသော သူ၏အကျင့်ကိုတည်တပ်ဖြင့်အမှန်တကယ်ပင်တရက်ခန့်မိပြီဟုယုံကြည်မိလေတော်၏ကျွန်ုပ်တို့သည်ထိုအင်ကလေးမှထွက်လာကြပြီးအော့စတင်အမျိုးအစားတက္ကစီကလေးတစ်စီးကိုငှားရမ်းကာစီနင်းခဲ့ကြလေ၏တက္ကစီမောင်းသူကဘဲကူမောင်းရမှာလဲဆရာဟုမင်းမြန်းရာတွင်ကိုနှင်းမောင်က တင်ကန်းကျွန်းကဘိုက်စကုတ်မင်းသမီးခင်စင်ကြီးအိမ်ကိုမောင်းပါတိနေမလားဟု ဖြေဆိုရင်ကာသမာအားခင်စင်ကြီးအိမ်ကိုတိမတိကိုပါတပါးလေးမေးမြန်းလိုက်ရာကာသမာကတိချောင်းခေါင်းကိုနှိမ့်ပြပြီးနဲ့မောင်းနေလေတော့ဤကျွန်ုပ်သည်ကာသမာမသိစိန်တော့ငါကိုနှင်းမောင်အားအင်္ဂလိပ်ဘာသာဖြင့်မေးမြန်းရလေဤအိုက်စိကိုနှင်းမောင်ဘလို့လဲပြဟုကျွန်ုပ်ကမေးလိုက်လေဤ တည်တဲ့လူကဘိုင်းစကုပ်မှာပုံတည်ဓာတ်ပုံတွေရိုက်တဲ့တမ်းမြင့်မောင်ဆိုတဲ့လူရှုပ်တယောက်ပဲသူ့ကိုတတ်တဲ့တရက်ခံကတော့ဘိုင်းစကုပ်မင်းသမီးခင်စင်ကြီးလေအသိစိတ်ကိုတော့ဟိုကြမှရှင်းပြပေးရစီဟု စာပလင်းနှင်းမောင်ကရေခဲတောင် secret ကိုခဲရင်ပြန်၍ပြောလိုက်လေ၏ကျွန်ုပ်လည်းသူ့ဤတောင်းမှန်ချက်အရသဆုံးတရားထပ်မံ၍မင်းမြင့်ချင်းမပြုတော့ပဲလိုက်ပါခဲ့ရလေ၏ခင်စင်ကြီးအားအရန်သိမ့်မဲ့ဧကန်း၌တရင်စာဖတ်နေသည်ကိုတွေ့ရ၏ ျွန်ုပ်တို့မှလည်းအရက်ဝင်အရက်စားနှင့် ဖြစ်ကြပေးရာခင်စိန်ကြည်သည်ကျွန်ုပ်တို့အားဤသူမြီွာများဖြစ်ကြသည်ကိုမသိရှာသဖြင့်ခက်ကြောင်ကြောင်ဖြစ်နေ၏ကိုနှင်းမောင်ကဝင်ကွင့်တောင်းလိုက်လေ၏ထို့နောက်ကျွန်ုပ်တို့သည်အေကန်းရှိဂလတ်ထိုင်း၌ဝင်ရောက်ထိုင်ကြပြီးနောက်ကိုနှင်းမောင်ကပင်စ၍ဟောရီကအမကြီးကိုတော့ကျွန်တော်တို့ကသိပါတယ်ကျွန်တော်တို့ကတော့အမကြီးကသိမှာမဟုတ်ပါဘူးဟောရာကတော့အင်းစိန် CID ကရာဇဝဲဝင်ကြဥအောင်တင်ပါ ကျွန်တော်ကတော့လူစိုးထိန်စားပလိနှင်းမောင်ပါကျွန်တော်တို့လာတဲ့ကိစ္စကတော့ဓပုံဆရာ ကုတန်းမြင့်မောင်တည်ဆုံးလာနေပတ်သက်ပြီးလာခဲ့တာပါပဲဟုပြောလိုက်ရင်ခင်စိန်ကြီးကဟင်ကုတန်းမြင့်မောင်တည်ပြီဟုတ်လားဖြစ်မှာဖြစ်ရလိမ့်ရှင်ဟုဂယုနာတန်ဖြင့်ပြောလိုက်လေ၏ခင်စိန်ကြီးသည်နာမည်ကြီးဘိုက်စကုတ်မင်းသမီးပီတာစွာပင်အမှုအရာကောင်းပါပြီ၏သူရရင် စားပလိနှင်းမောင်ကိုမူသူဤအမှုအရာကောင်းခြင်းသည် မြည်သူမျှမလွှမ်းမိုးနိုင်ခဲ့ပါဒီလိုပါအမကြီးဥပဒေမျက်စိနဲ့ကြည့်ရင်တော့လူတတ်မှုတစ်ခုကိုကျူးလွန်အပြစ်ပေးရတာပါပဲဒါပေမဲ့ကျွန်တော်အမိနေကတော့ကိုယ့်ရဲ့အဆက်ကိုဖြစ်စေအသက်ကိုဖြစ်စေထိပါလာရင်ဖြင့်ခုခံရမှာပါပဲဒီလိုခုခံတာကိုလည်းတရားတယ်လို့ယူဆပါတယ်အဲ့ဒီလိုတရားခံတွေကိုလည်းမထိခိုက်ရအောင်ကျွန်တော်အမိကာကွယ်ခဲ့ပါတယ်မင်းညကအမကြီးနဲ့ကုတန်းမြင့်မောင်ဟာ စတိုင်းယုံမှာပြရဲ့တာဆန်ဘိုက်စကုပ်ကိုအတူကြည့်ကြပါတယ်။ပြီးတော့ဟန်တာဝရီဘူတာနာက ကိုတန်းမြင့်မောင်လျှို့ဝှက်ငှားထားတဲ့အိမ်ကိုမော်တော်ကားငှားပြီးသွားကြပါတယ်။ပြီးတော့ပစ္စည်းအလဲလဲလှုပ်ကြပါတယ်။အဲ့ဒါကတော့အမကြီးကငွေပေးရတယ်။ကိုတန်းမြင့်မောင်က အမကြီးအလိုရှိတဲ့ဓာတ်ပုံကိုပေးရပါတယ်။ပြီးတော့ကိုတန်းမြင့်မောင်က အမကြီးကိုလူပါရအောင်ကြံပါတယ်။အမကြီးကပြည့်ရဲနဲ့သူ့အလိုလိုက်တော့မလို့လောက်ပါတယ်။အဲ့ဒီအခါမှာကိုတန်းမြင့်မောင်က အရက်တစ်ခွက်တောက်ပါတယ်။ အမကြီးကတော့အင်းကြီးကျဲသည်ဖြုတ်ချင်အောင်စောင့်နေပါတယ်။ကိုတန်းမြင့်မောင်ကအင်းရှိကိုခဏထွက်ကြည့်ပါတယ်။အဲ့ဒီလိုထွက်ကြည့်တာကလည်းအမကြီးကအနေပတ်ဝန်းကျင်ကိုကြည့်ပါအောင်လို့ကြည့်ခိုင်းလို့ဖြစ်ပါတယ်။ကိုတန်းမြင့်မောင်အင်းရှိထွက်ကြည့်နေတော့မှသူ့အရက်ခွက်ထဲကိုအမကြီးဟာအသိယူလာတဲ့အစိတ်ခတ်ပါတယ်။အဲ့ဒီအချိန်မှာမိုးကလည်းတသိမ့်မဲမဲကြီးရွာလာပါတော့တယ်။ကိုတန်းမြင့်မောင်ဟာအင်းရှိကပြန်လာပြီးအရက်တစ်ခွက်တောက်ချလိုက်ပြီးညမကြမီမှာပဲဝေဒနာမချိမဆန့်ခံစားပြီး ေဆုံးသွားပါတော့တယ်။အမကြီးဟာအဲ့ဒီတော့မှဘာလို့ရမှန်းမသိပဲငုံနေပါသေးတယ်။ပြီးတော့မှလက်ကင်ဘွားနဲ့ထုတ်ထားတဲ့ဓာတ်ပုံတွေကိုမိရှုပြစ်ပါရဲ့။ပြီးတော့ကိုတန်းမြင့်မောင်အလောင်းကိုခြေထောက်ကဆွဲပြီးထုတ်ယူခဲ့ပါရဲ့။အပြင်ရောက်တော့တကားကိုပြန်ပိတ်ပါသေးတယ်။အမကြီးပြန်ပိတ်ခဲ့တဲ့တော့ဟာအင်းရှိတကားတော့ဖြစ်ပါရဲ့။အင်းရှိတကားကိုတော့အတွင်းဘက်ကနေချက်ချထားခဲ့ပါတယ်။ပထမအမကြီးရဲ့အကြံက အလောင်းကြီးကိုဂုံးပေါ်ကနေအောက်ဖက်ရထားလမ်းပေါ်ကိုတွန်းချပစ်လိုက်ဖို့ပါပဲ။ဒါပေမဲ့အင်းစိန်လော်ကင်ရထားဆိုင်လာတဲ့အခါမှာအကျံတမျိုးပေါ်လာကတော့အလောင်းကိုရထားအမိုးပေါ်တင်းလွှတ်လိုက်ဖို့ပဲ။အမကြီးအဲ့ဒီလိုအေးအေးဆေးဆေးပြုလုပ်နိုင်အောင်လဲမိုးကတဲတဲမဲမဲကြီးရွာနေတယ်။အချိန်ကလည်းည9:00နာရီဆိုတော့ပအဝင်းကျင်ကမမြင်တွေ့နိုင်ဘူးမဟုတ်လားဟုစာပလင်းနှင်းမောင်ကပြော၍ခင်းစင်ကြီးဤမျက်နာကိုလှမ်းကြည့်လိုက်၏။ စာပလင်းနှင်းမောင်၏စကားကြောင့်အမှုအရာကောင်းသောဗိုက်စကုတ်မြင့်သမီးခင်စင်ကြည်သည်အမှုအရာမလုံနိုင်တော့ပင်ဟုတ်ပါရဲ့ရှင်ဖမ်းကြပါတော့ဟူ၍သာဖြောင့်ချက်ပေးလေ၏မဖမ်းပါဘူးခမညာအမကြီးဘက်ကပြည့်ပြည့်စုံစုံလေးသာပြောပြပါဟုစာပလင်းနှင်းမောင်ကပြောလိုက်လေ၏စုံတော့ကြီးပြောတဲ့အတိုင်းတလုံးမှမလွဲပါဘူးတမ်းမြင့်မောင်ဆိုတဲ့ကောင်ဟာကျမကိုအဲ့ဒီဓက်ပုံတွေစရီပြပြပြီးငွေညစ်ခဲ့ပါရဲ့ ။ညနေကတော့နောက်ကိုလည်းမတောင်းတော့ပါဘူး။ negative တွေရောပုံတွေပါအကုန်ပေးမယ်။ငွေ3000ပေးရမယ်လို့တောင်းပါရဲ့။အဲ့ဒီဓာတ်ပုံတွေကတော့စုံတော့ကြီးလိုလဲတည့်ရဲ့အတိုင်းပဲ။ကျမတို့ basket မင်းသမီးမဖြစ်ခင်မှာ company ပိုင်ရှင်တို့ director တို့ဟာခြေတော်တင်မှုစ조사ကြပါရဲ့။ဥခင်ကျော်သိန်းဆိုတဲ့ director director မဟုတ်ပါဘူးရှင်။လူရုပ်မာကြီးဟာကျမကိုခြေတော်တင်ခဲ့တယ်။ခြေတော်တင်ုံတယ်မဟုတ်ဖဲနဲ့တမ်းမြင်မောင်ရဲ့အကူအညီနဲ့ဓာတ်ပုံတွေရိုက်ယူခဲ့ပါရဲ့။ ။ဦးခင်ကျော်သိန်းကတော့မိနစ်ကပဲသူများမယားကြာခိုလို့ဆိုပြီးဓားထုတ်ခံရပြီးတည်သွားပါပြီ။တမ်းမြင့်မောင်ကဒီတပ်ပုံတွေနဲ့ကျမနမေကြီးလာတဲ့အခါကျတော့ဝင်းညစ်တော်တော့ပါပဲရှင်။ခင်စိန်ကြီးထမအဖြစ်မှန်ကိုကြားရလေ။ကျွန်ုပ်ဒီခင်စိန်ကြီးအားဖမ်းရန်မဆိုထားပြီးတမ်းမြင့်မောင်မတည်သေးပါကကိုတိုင်းပင်သွား၍တက်ပြစ်ပေးခြင်းလာ၏။စာမလင်းနှင်းမောင်ကလည်းသူ့ဤဂရိအတိုင်းပင်"ကဲအမကြီးအေးစစ်စစ်နေပါဒီကိစ္စကိုလည်းမေ့ပြစ်လိုက်ပါ" ကျွန်တော်တို့လည်းဒီအမှုကိုရထားတိုက်မှုအဖြစ်နဲ့ပဲအမှုပိတ်လိုက်ပါမယ်။ဒီကောင်မျိုးဟာအစိုးကြီးတွေကတည်တည်နေတာပဲဟုအားပေးစကားပြောကြပြီးနောက်ခင်စင်ကြီးဤအိမ်မှပြန်ခဲ့ကြလေတော့ဤ။ခင်စင်ကြီးအိမ်မှပြန်လာပြီးနောက်ကျွန်ုပ်နဲ့စားပလင်းနှင်းမောင်တို့သည်ဘုံဘီရက်စတောရန့်ဟိုတယ်၌စားတောက်ဖွဲရများမှယူစားတောက်ကြရင်ကျွန်ုပ်ကမရှင်းလင်းသည်များအားစားပလင်းနှင်းမောင်ကိုမေးမြန်းရလေ၏။အိုက်စစ်ကိုနှင်းမောင် တဲလုံစားရပုံလေးရှင်းပြစမ်းပါအောင်ဟုကျွန်တော်ကမေးလိုက်ရင်းကိုနှင်းမောင်ကဒီလိုလေဗျာအိုင်ပီတဲမြင့်မောင်အိတ်ထဲကမြင်းတစ်စာအုပ်ကိုကြည့်တဲ့အခါမှာပြီးခဲ့တဲ့အပတ်ကမြင်းပွဲအတွက်ဖြစ်နေတယ်။မြင်းသမားဟာပြီးခဲ့တဲ့မြင်းပွဲကမြင်းတစ်ကိုဘာလို့တင်ထားဖို့လိုတယ်လဲ။ပြီးတော့တခါအထဲမှာလိုင်းတားထားတဲ့မြင်းကိုကြည့်လိုက်တော့ကန်ကြီးမောင်စီးတဲ့နန်စင်းဆိုတဲ့မြင်းဖြစ်နေတယ်။အဲ့ဒီမြင်းဟာပြီးခဲ့တဲ့အပတ်ကပွဲမှာခွက်ခွက်လန်အောင်ရှုံးသွားရင်မြင်းပဲ။ ဒီတော့တင်းဆုံးသူဟာမြင်းရှုံထားတဲ့လူပဲဒါဖြစ်ရင်ဒီဆောင်ကိုဘာကြောင့်ဆောင်းထားရတာလဲလို့အကြောင်းရှာကြည့်တော့မင်းစာအုံရဲ့အနောက်ဘက်ကအဖုံးမှာ38 37ဆိုတဲ့ကဏန်းတွေကိုတွေ့ရတယ်။ဒါဟာဘာလဲဆိုတော့ဘလောက်အရွယ်အစားနဲ့ဓာတ်ပုံအရွယ်အစားတွေဖြစ်တယ်။ဒီတော့တေးသူဟာဘလောက်တမားနဲ့ဓာတ်ပုံတမားတယောက်ယောက်ဖြစ်ရမယ်မဟုတ်လား။ဒီတော့သူ့လက်ကိုတည်တည်ချာချာကြည့်လိုက်တယ်။ဘလောက်တမားဆိုရင်ငရဲမိကိုခဏခဏကင်ရပန်များတဲ့အတွက် လက်သေးတွေမှာညှိုးနေတတ်တယ်။အခုတေသူကအဲ့ဒီလိုမဟုတ်ဘူး။ဒီတော့ဓာတ်ပုံသမားတယောက်ဖြစ်ရမယ်။ပြီးတော့တခါစတိုင်းယုံမှာကြည့်ခဲ့တဲ့လက်မှတ်ဖြတ်ပိုင်းနှစ်ဆောင်ကိုစဉ်းစားကြည့်တော့လေ။တင်းတဲ့အချိန်ဟာည9နာရီလောက်မှာပဲထောင်းတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။စတိုင်းယုံမှာပြနေတဲ့တာဆန်ဘိုက်စကုတ်ဟာရှေ့တယ်။ည10နာရီကျော်လောက်မှပြီးတာဖြစ်တယ်။ဒီတော့ဘိုက်စကုတ်မပြီးခင်ထွက်လာခဲ့တာဖြစ်ရမယ်ဘိုက်စကုတ်ကိုပြီးအောင်မကြည့်ဘဲလူနှစ်ယောက်ထွက်လာတာဟာစဉ်းစားစရာဖြစ်နေတယ် ဘာကြောင့်ထွက်လာရတာလဲဘိုက်စကုတ်ကြည့်နေရင်ထွက်လာကြတယ်ဆိုကြတဲ့ကထွက်ရမယ့်အကြောင်းရင်းကိုဘိုက်စကုတ်ယုံထဲမှာစကားပြောကြရမယ်ဒီတော့ဘိုက်စကုတ်ယုံကိုလူချင်းတွေ့ဖို့ပဲအသုံးပြုခဲ့တာဖြစ်တယ်တကယ်ကြည့်ချင်လို့မဟုတ်ဘူးဆိုတာရှင်းနေတယ်ပြီးတော့ဒီကတော့ရော့ပဒံများရော့နှကားဆိုရယ်စာပဲအဲ့ဒီစာဟာတခုခုအလဲလဲလောက်ရမယ့်သဘောကိုဖော်ပြနေတယ်ဒီကတော့ဆိုရင်အသုံးနှုံးကလည်းမိမပြီးသုံးနှုံးတတ်တဲ့စကားဖြစ်နေတယ် အဲ့ဒါတွေစုပေါင်းလိုက်တော့မိမတစ်ယောက်နဲ့ဓာတ်ပုံဆရာတစ်ယောက်ပြုတ်ဝက်အလဲလှယ်လုံးကြမယ်ကိစ္စဆိုတာသိရပြီဓာတ်ပုံဆရာမှာပြုတ်ဝက်လဲလှယ်ဆရာပစ္စည်းဆိုတာပြုတ်ဝက်အတဲ့ဓာတ်ပုံပဲဖြစ်ရမှာပေါ့မိမတစ်ယောက်ရဲ့အချက်ကိုထိခိုက်နိုင်တဲ့ဓာတ်ပုံတွေလို့တခါရင်ကောက်ချက်ချနိုင်နေမိမရဲ့မှာလဲတာမန်မိမထက်ကြော်ကြပြီးလူသိများတဲ့မိမလို့စဉ်းစားရင်ပူပြီးနှိစက်တယ်မဟုတ်လားဟု ရှင်းပြလိုက်လေဤ တိတ်ဟုတ်တာပေါ့ကိုနှင်းမောင်ရင်ဆက်ဆန်းပါအောင်ခုကျွန်တော်ကပြောလိုက်ပြန်၏ပြီးတော့ရထားတိုက်ခံရတဲ့ပုံစံမျိုးမဟုတ်ဘူးအတိုက်ခံရရင်ဆိုရင်လေဘယ်ဘက်ကနှစ်ထင်မှာဒဏ်ရာရဖို့ရှိတယ်အခုဟာကဒဏ်ရာကညာဘက်မှာရှိတယ်အလောင်းကိုရထားလမ်းရဲ့ညာဘက်အင်းစိန်ဘက်ကနေလာရင်ပြောတာနော်ဟုစာမလင်းနှင်းမောင်ကပြောလိုက်လေ၏ဟုတ်ပါပြီကျုပ်သဘောပေါက်ပါပြီဟုကျွန်တော်ကပြောလိုက်ရင်စာမလင်းနှင်းမောင်ကဒီတော့ရထားတိုက်ခံရတာလေမဟုတ် ယထာချစ်ခံရတာလဲမဟုတ်တဲ့အပြင် ကပ်ဘုံကလည်းဘုံကြီးရဲ့အတန်ကြီးကြားတယ်ဆိုတော့ယထာဘုံကကြားတာဖြစ်ရမယ်။အတန်ရှိရင်လူကြားတာနဲ့ဒေဝိသားအလောင်းကြားတာဟာအလောင်းကြားတာကပုံပြီးအတန်မြည်ဖို့ရှိတယ်မဟုတ်လား။ဒီတော့ယထာအမိုးပေါ်မှာအလောင်းကိုကျင်းထားတာဖြစ်ရမယ်။မြင်းနဲ့ဂုံတရားတွေမှလွတ်လာပြီးဖျားလန်းဂုံတရားလိုနှိမ့်နဲ့ဂုံတရားနဲ့ကြားတော့တိုက်ပြီးကြားသွားတော့တာပေါ့။ ကျွန်တော်တွေးထင်ချက်မှန်မှန်မှန်ကိုသိနိုင်အောင် တွဲပင်ယုံလေးကအဲ့ဒီရထားအမိုးကိုသွားပြီးကြည့်တဲ့အခါမှာရထားပေါ်မှာအလောင်းတွေတိုက်ပြီးထင်တဲ့အစင်းဆောင်ကိုတွေ့ရတယ်။ပြီးတော့ဂတ်ပုံတွဲနဲ့ရှေ့ကတတရတွဲမှဆိုတာမှန်လာခဲ့ပြီးရထားလမ်းအတိုင်းလျှောက်သွားတဲ့အခါမှာအလောင်းတင်လို့အကောင်းဆုံးနေရာကိုဟန်တာဝတီဘူတာမှာသွားပြီးတွေ့ရတယ်။အဲ့ဒီနေရာကကုန်းမြင့်လေးပေါ်တက်သွားတဲ့အခါမှာ အလောင်းကိုဒရွတ်တိုက်ဆွဲလာလို့လဲနေတဲ့မျက်ပင်ကလေးတွေကိုလည်းတွေ့ရတယ်ဟုစာပလင်းနှင်းမောင်က ရှင်းပြလေ၏ဟုတ်ပါပြီဗျာခမည်းစင်းစားရနေရာကျလိုက်တာဟုကျွန်ုပ်ကပြောနိုင်ရင်စာပလင်းနှင်းမောင်ကတမ်းမြင့်မောင်ရဲ့အခန်းထဲရောက်တော့ဘိုက်စကုတ်ပိုစတာတွေရဲ့ဓပုံကူးတဲ့အမှောင်ကန်းရဲ့မင်းမကန်လက်ကင်ပေါ်ပါလေးတထည့်ရဲ့ကိုလိလာတဲ့အခါမှာတင်းသူဟာတမ်းမြင့်မောင်ဖြစ်တဲ့တတ်သူဟာခင်းစင်ကြီးဖြစ်တဲ့ဆိုတာကိုဖော်ထုတ်ဖို့အတွက်တော့ မပြောသေးအခွန်နှွာဆားတာလောက်ကိုလွင်ကူရဲအလုတ်ချက်သွားပြီပေါ့ဗျာဟုစာမလင်းနှင်းမောင်ကပြောလိုက်ပြီ။ခမည်းတော်အတွက်သာလွင်တာပြုတ်ကျုပ်အတွက်ကတော့ခတ်လိုက်တယ်ဖြစ်ချင်းဗျာ။စိတ်မကောင်းတာကတော့ခမည်းလိုတော်ရဲ့သူတယောက်စာမလင်းယာတို့ကမတတ်တာပဲစိုးလာတဗျာဟုကျွန်ုပ်ကပြောလိုက်လေ။လူတော်တွေဟာဒီလိုပဲခံနေကြရတတ်တာပဲမဟုတ်လားဗျာ။စိတ်မကောင်းမဖြစ်ပါနဲ့ဟုစာမလင်းနှင်းမောင်ကပြန်၍ပြောလိုက်လေ။အထက်ပါအတိုင်းပြောဆိုကြပြီးနောက် ျွန်ုပ်နှင့်စားမလင်းနှင်းမောင်တို့သည်စားတောက်ပြီးကြလေဘုံဘီရက်စတိုရန့်မှပျော်ရွှင် ပေါ်ပါစွာထွက်လာခဲ့ကြလေတော်သည်